ီနေ့ပူယူမှာတော့မနေ့က18ရက်နေ့ညပေါ့နော်10နာရီနဲ့မှအာ20နဲ့မှ4မိနစ်လောက်မှာပေါ့နော်အမ်ဒီမန္တလေးနဲ့ကြောက်စဲဘိုးပြုတ်ပြီးတော့ဒီငလင်ပြင်းအားပြင်းပြင်းအားပေါ့နော်ဒီ5.2လောက်ပြန်ရရှိတဲ့ငလင်ပေါ့နော်ဒီမန္တလေးဘက်မှာလှုပ်ခတ်သွားပါတယ်အာဒီနေ့ဒီမန္တလေးမှာလှုပ်ခတ်သွားတယ်ပေါ့နော်အဲ့ဒီငလင်နဲ့ပတ်သက်ပြီးတော့ဒီရိုက်ကူးမိထားတဲ့ CCTV မှတ်တမ်း video file တွေကိုကျွန်တော်ကပြန်ပြီးတော့ပြသပေးသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဗျာနော် လုတ်ခတ်သွားတဲ့နေ့ကိုထပ်ပြီးတော့တည်တည်ချာလေးပြပြပေးပါမယ်။လုတ်ခတ်သွားတဲ့နေ့ကမနေ့က18ရက်နေ့ညပေါ့နော်။나이ကတော့ကျွန်တော်တို့ဒီ10나이24မိနစ်လောက်မှာဖြစ်သွားရပေါ့နော်။အာပြင်အားကတော့5.2ပြင်အားရှိတယ်ပေါ့နော်။ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလှုပ်လိုက်တဲ့အချိန်ကပေါ့နော်။ကြာချိန်ကကြာတော့ကျွန်တော်တို့မိနစ်မိနစ်တော့ဖြစ်တဲ့ကျွန်တော်စက္ကန့်20လောက်ပေါ့နော်။လုတ်ခတ်သွားတယ်လို့သိရပါတယ်။အခုကျွန်တော်တို့ပထမဆုံးကြည့်နေရတဲ့ဒီ CCTV မှတ်တမ်းဖိုင်ကတော့ဒီအိမ်တလုံးကနေပြီးတော့မှရက်ွက်တွေကိုလှမ်းပြီးတော့ထိုးပြီးတော့ဖမ်းထားတယ်ပေါ့နော်။ CCTV ရဲ့ video file ဖြစ်ပါတယ်။ဒါရက်ွက် ရက်ွက်ထဲမှာပေါ့နော်ကျွန်တော်ဒီလောက်ကတ်သွားတယ်ဒီငလျင်ကိုကျွန်တော်တို့အတူတူကြည့်လိုက်ကြရအောင်ဗျာနော် အခုဖမ်းမိရတဲ့ CCTV မှတ်တမ်းဗီဒီယိုဖိုင်ကတော့အရင်ကျန်းတာပြတော့မရှိဘူး။တာမန်ထက်နည်းနည်းလေးလောက်ပဲလို့ထင်နေပေါ့နော်။သူကတော့ဒီငလျင်ကြောင့်နဲ့တိတ်မနီးလို့နဲ့သူလည်းတိတ်ပြီးတော့မလုပ်ဘူးပြတော့။နောက်ထပ်ပြတာပေးမယ် CCTV မှတ်တမ်းဖိုင်တွေကတော်တော်လေးတော့ကျန်ပါတယ်။ဆိုတော့ကျွန်တော်နောက်ထပ်မှတ်တမ်းတစ်ခုကိုထပ်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။အခုမြင်တွေ့နေရတဲ့ဒီ CCTV မှတ်တမ်းဗီဒီယိုဖိုင်ကတော့ဒါဖုန်းကြောင်တစ်ခုမှဖြစ်ပါတယ်။ဒီမန္တလေးမှာရှိတဲ့ဖုန်းကြောင်တစ်ခုက CCTV မှတ်တမ်းဗီဒီယိုဖိုင်ပေါ့နော်။အဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာဥပဒေနေကိုရင်နေဒီထိုင်နေနေပေါ့နော်။ဒီစာတွေ က်နေနေဒီငလျင်စားပြီးတော့လှုပ်လာရပါတော့။လှုပ်လာတဲ့အချိန်မှာသူတို့အဟုတ်လားမဟုတ်လားဆိုတော့ပြန်ပြီးတော့ကြည့်တဲ့အချိန်မှာလှုပ်လာတာဖြစ်တဲ့အတွက်ဒါအကြောင်းရဲ့အောက်ထပ်ကိုဆင်းပြေးကြရတယ်ပေါ့နော်။အဲ့ဒီမှာတွေ့ရတဲ့အတိုင်းပါပဲ။ဒါဥသိန်းနေကိုင်းနေပေါ့နော်။အကြောင်းအောက်ထပ်ကိုဆင်းပြေးတယ် ခု CCTV မှတ်တမ်း video file လဲတော်တော်လေးတော့ကျန်းနေပြန်နော်ဒါကတော့အိမ်တိုင်နေရမိဖို့ကြောင့်နေရဒီ CCTV မှတ်တမ်း video ပါဖြစ်ပါတယ်တော်တော်လေးကျန်းနေနော် Thank you. ဟုတ်ကဲ့မန္တလေးကသူတွေအားလုံးပေါ့နော်ဒီမန္တလေးသူမန္တလေးသားအားလုံးလည်းအထူးကြီးစိုက်ကြပါအောင်ဗျာနော်ငလင်းကအခုချိန်ထိဒါမန္တလေးမှာလှုပ်ခတ်နေတုံဖြစ်တဲ့အတွက်ဒရီဝရီယာနဲ့နေနိုင်နေကြစကြတောက်ကြပါလို့အကြံပေးချင်ပါတယ်နော်